ဝမောင်ရွှေဤထားတဲ့တိမ်မောင်တင်းချီတန်းများဆွဲကျူးနေလက်ထပ်ပွဲကျင်းပခဲ့တဲ့စိန်ဧကရီမမငယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စိန်ဧကရီကအခုနောက်ပိုင်းမှာအနုပညာရှင်တွေနဲ့လည်းရင်းနေတာကြောင့်လူသိများလာခဲ့တဲ့စိန်ရွှေရတနာဆိုင်ဒီဇိုင်းဖြစ်ပါတယ်စိန်ဧကရီရဲ့ပိုင်ရှင်မမငယ်လို့ချစ်စနုံးနဲ့ခေါ်ရတဲ့မတ်သေးစုခိုင်ကလည်းရုပ်ရည်ချောမောကဆရာဝန်ပညာတက်လီအဖြစ်ပရိသတ်တွေကချစ်ကြတာဖြစ်ပါတယ်မမငယ်ကအပြိုကြီးအဖြစ်နေပြရကနေ ဒီနေ့မှာတော့လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။မမငယ်နဲ့အမျိုးသားဖြစ်သူတို့ကတိတ်ကိုချမ်းသာလို့နာကြောင်းလက်ထပ်ပွဲကို အခမ်းအနားဆုံးကျင်းပခဲ့ကြပါတယ်။ဒီမှာတော့ကလက်ထပ်မယ်လို့မကြေညာထားဘဲလက်ထပ်ခါနေရပိုင်းလို့မှပရီဝက်ဒင်ပုံတွေကိုခြားပြခဲ့တာဖြစ်ပါတယ်။မမငယ်တို့ကဒီနေ့မှာဇူလိုင်ရက်ပတ်မင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။လက်ထပ်ပွဲတစ်ခုလုံးကိုပန်းတွေနဲ့ဆင်မြန်းကချင်းချင်းတဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီအထဲမှာမှအထူးခြားဆုံးကတော့ မငယ်ရဲ့မင်္ဂလာဝတ်ဆုံးကြီးဖြစ်ပါတယ်။မမငယ်ကမြမထိုင်မသိန်းကိုအခမ်းအနားဆုံးချုပ်ထားခဲ့တာပါ။ဝတ်ဆုံးကပုံမှန်နဲ့မဟုတ်ပဲတန်မိုးကြီးရတနာတွေကိုပါထဲချုပ်ထားတာဖြစ်ပါတယ်။တန်မိုးကြီးရဲ့မြရတနာတွေကိုသိန်းမောင်းသိန်းချီအကုန်ကြအခမ်းကထဲချုပ်ထားရမို့အားလုံးကအံ့အားသင့်နေရတာပါ။မြတုံးရဲ့အကြီးကြီးတွေကိုဝတ်ဆုံးရဲ့အနောက်ပိုင်းမှာအလချေထားကချမ်းသာကြွယ်ဝမှုတွေကိုခြားပြခဲ့တာပါ။ဒါအပြင်ဆွဲကြိုးကိုလည်း အတုံးပေါင်းများစွာပါတဲ့ညဘရက်အစင်းရောင်ကြီးနဲ့ဆွဲခဲ့တာပါလက်စော်လက်ကောက်နှကန်းနဲ့ဇတုံးမှလည်းညောက်ကြောက်စင်းကြီးနဲ့သာဇတုံးထုံထားခဲ့တာပါအဝေးကြီးကနေကြည်လဲထင်းနေအောင်မြင်နေရတာမို့တံမိုးကလည်းမရေတွက်နိုင်လောက်အောင်များပြမယ်ဆိုရာအလုံးကခံမှန်းမိကြပါတယ်မမငယ်ဝစ်စင်ခဲ့တဲ့ယန္နာရီရဲ့တံမိုးကသိမ်းပေါင်းသိန်းချီကိုတန်လိမ့်မယ်လို့ခံမှန်းနေကြတာဖြစ်ပါတယ်ဒီနေ့အစောပိုင်းမှာဝမောက်ရွှေဝစ်စင်ခဲ့တဲ့ညဘရက်ကြီးထက်ကိုတားလိမ့်မယ်လို့ခံမှန်းနေကြတာဖြစ်ပါတယ် Academy ပေးပွဲမှာဝမ်မောင်ရွှေကကြီးကျယ်ခမ်းနားတဲ့ဗျက်ကြီးကိုဝစ်စင်ခဲ့တာဖြစ်ပြီးတရုတ်ပြည်အထီးကိုလူပြောများခဲ့ပါတယ်။အခုလက်ရှိမမငယ်ဝစ်စင်ထားတဲ့မြားဗျက်ကြီးဆိုရင်လည်းပို့ပြီးတော့အရွယ်စားကြီးရဲ့အတွက်မထင်မထားလောက်အောင်တန်ဖိုးကကြီးရဲလို့ထင်နေကြတာဖြစ်ပါတယ်။မမငယ်ကသူ့ပိုင်းတဲ့လက်ဝဲရတနာတွေနဲ့အားလုံးကိုချေချပြလိုက်တာဖြစ်ပါတယ်။မမငယ်ကအမြဲတမ်းလှောက်အောင်နေတတ်တဲ့အတွက်သူ့မင်္ဂလာဆောင်ကြရင် ထင်ထားတာထက်ကိုခံရမယ်ဆိုတာကလည်းချစ်ခင်သူတွေကခံမမိပြီးသားဖြစ်ပါတယ်။မင်္ဂလာပွဲမှာအနုပညာရှင်တွေအများအပြားကလည်းတက်ရောက်ခဲ့ကြပါတယ်။မမငယ်ကအနုပညာအတိုင်းဝိုင်းနဲ့လည်းအတော်လေးကိုရင်းနှီးသလိုသူများပွဲတွေဖျင်းလဲရှေ့ဆုံးကနေသွားကလက်ဖွဲ့တွေဖွဲ့တတ်တာပါ။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေရောမမငယ်ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုကောင်းမမပြောသွားခဲ့ကြပါဦး။